အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်မြန်မာနိုင်ငံမှာအသက်အာမခံကုမ္ပဏီတွေဘယ်နှခုရှိတယ်ဘယ်လိုတွေလဲအဲ့ဒီအပိုင်းလေးကိုကျွန်တော်ပြောမှာဖြစ်ပါတယ်အသက်အာမခံကုမ္ပဏီတွေကတော့မြန်မာနိုင်ငံမှာစုစုပေါင်း18ခုရှိပါတယ်18ခုမှာမှအဲပြည်တွင်းလူငယ်ကုမ္ပဏီပေါ့နော်ကျွန်တော်တို့အဲနိုင်ငံသားပိုင်တဲ့ကုမ္ပဏီစုစုပေါင်း9ခုရှိတယ်ပြီးသွားတဲ့ခါကျရင်နိုင်ငံသား100%ပိုင်တဲ့ကုမ္ပဏီ ဲ့ဒါကြတော့၅ခုရှိတယ်ငါခုပြီးသွားတဲ့အချိန်မှာနောက်တစ်ခုကကျတော့ဖက်ဆက်ကုမ္ပဏီမြန်မာနိုင်ငံသားရောနိုင်ငံခြားပြည်ပကုမ္ပဏီရောနောက်ခုဖက်ဆက်ကုမ္ပဏီရကြတော့၃ခုရှိပါတယ်။ပြီးသွားရင်တော့အစိုးရပိုင်တဲ့ကုမ္ပဏီမြန်မာအာမခံတစ်ခုရှိပါတယ်။အဲဒီကုမ္ပဏီတွေကမြန်မာနိုင်ငံမှာ2013ကနေစပြီးတော့မှပြည်တွင်းကုမ္ပဏီတွေစပြီးခွင့်ပါတယ်။2019မှာတော့ပြည်ပနိုင်ငံတွေရဲ့ယင်းနှိမ့်နှံမှုကိုဖိတ်ခေါ်တဲ့အနေနဲ့သူကကုမ္ပဏီ၅ခုကိုခွင့်ပြုခဲ့ပါတယ်။လက်ရှိမှာတော့ AI chap daichi prudential manu life ဆိုပြီးတော့မှာငါးခုနဲ့ပြည်သူတွေကိုဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်